။တနင်္လာသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါ။တနင်္လာသားသမီးတွေကိုဘဝတသက်တာမှာတွေ့ကြုံရမယ့်လောကရန်၈ပါးထဲမှာအကောင်းလောကရန်၄ပါးရှိတယ်။အဆိုးလောကရန်၄ပါးရှိတယ်။အဲ့တော့အဆိုးလောကရန်တွေအကြောင်းမပြောတော့ဘူး။အကောင်းလောကရန်တွေတွေ့ကြုံရမယ့်နှစ်ပိုင်းခြားတွေကိုကျွန်တော်နေဟောကြားပေးမှာပြောပြပေးမှာဖြစ်ပါတယ်။အော်လောကရန်၈ပါးမှာအကောင်းလေးနှစ်ရှိတယ်အဆိုးလေးနှစ်ရှိတယ်အဲ့ဒီနှစ်တွေကလည်းရှင်းနှစ်တခါပြန်ကြုံနေရတဲ့တယ်ရှင်းနှစ်တခါအဲ့လိုအကောင်းလေးအဆိုးလေးအဲ့လိုပဲ ပြန်ပြန်ပြီးတော့ပတ်သက်နေရတဲ့ဒီကိန်းမျိုး။ဟိုတနည်းသာသာသမီးတွေကဘယ်နှစ်တည်းမှာစကောင်းတယ်လဲဆိုရင်တနည်းသာသာသမီးတွေကဘဝအတိတ်တွေပြန်ဆရတာမျိုးတွေ။လုပ်ငန်းတွေပြန်ဆရတာမျိုး။ပြန်ပြီးတော့အဆင်ပြေလာမျိုးတွေ။နောက်လက်ကမောင်းခတ်လို့ရမယ်နှစ်။နော်။ဘဝအတိတ်စိတ်တည်လူတွေဘဝအတိတ်နဲ့ပြန်ဆရတဲ့နှစ်ကအသက်14နှစ်22 30တနည်းသာသာသမီး30 38 46 54 62 80 98 86 94အဲ့နှစ်တည်းတင်္ဂရာသားသမီးတွေရာဟုတ်တက်ရောက်နော်နောဂရန်ရှင်းပါရဆိုရင်ရာတော်လို့ခေါ်တဲ့နှစ်ကိုရောက်ပါတယ်အဲ့တော့အကောင်းနှစ်ကိုစရောက်တယ်ကျန်တဲ့နှစ်တွေကတော့ဒါစနေသက်ရောက်လို့ကြာသားပြည့်ရောက်ရှိတာတွေကုန်တယ်နှစ်အဲ့ဒီမတိုင်ခင်နှစ်တွေကတော့ညံ့တယ်ဒီနှစ်ကစပြီးတော့ကောင်းတက်တယ်ကောင်းတယ်ဆိုတဲ့နေရာမှာရာဟုတ်တက်ရောက်တဲ့ရောက်လာရင်တော့စုံကောလက်ကောဝင်တက်တယ်အဲ့တော့လူမှုရေးကိစ္စအိမ်တော်ရေးကိစ္စနော်အားလို့ရှောင်ရတယ်မိန်းမကိစ္စတွေရှောင်ရတယ်အဲ့တော့လူမှုရေးကိစ္စအခြေအိမ်တော်ရေးကိစ္စအရှုပ်ထွေးပြုလုပ်ရင် ရှင်းလာမယ့်နေ့တွေမှာလည်းစီးပွားလုပ်လာပါလေပိတ်ဆို့သွားတယ်တဲ့လက်တွေပိတ်သွားတယ်တဲ့အဲရာဟုတ်တော့ရောက်ဆရောက်ပြီဆိုရင်သတိပြုဆင်ခြင်ရမှာလူမှုရေးကိစ္စရှုပ်ထွေးလုပ်လို့မရဘူး။နောက်မင်းပါကိစ္စရှောင်ရှားတင်ပါလေ။အဲ့နေ့ထဲရောက်လာရင်စိတ်သားဟင်းနဲ့ထမင်းမစားဘူး။နော်ရာဟုတ်တဲ့ရောက်ထဲရောက်လာရင်တစ်ချက်တတိထားပါဒီနေ့ထဲရောက်လာရင်အလုပ်ကိုယ်အနေနဲ့အချိန်မဖြုံးသင့်ဘူးလို့ရုပ်ရှင်ကြည့်တာလို့နော်ဂိမ်းဆော့တာလို့ဟဲ့လားဂိမ်းဆော့တာမျိုးရုပ်ရှင်ကြည့်တာမျိုးဒီနော် အဲဝေအလဟတ်တ်ပေါ့နော်အချိန်တွေမပြောင်းသင့်ဘူးကိုလှုပ်ချင်တဲ့ကိစ္စတခုကိုလှုပ်ချင်တဲ့အလုပ်တခုအင်တိုင်းအားတိုင်းနဲ့လှုပ်ဆောင်သင့်တယ်ကျင်းတွေပေါ့လေအဆင်ပြေမဲ့နှစ်နော်အဲ့တော့ကြားထိုးတာတို့ဘောလုံးဝဲကြည့်တာတို့မလှုပ်သင့်ဘူးလေနော်အေကန်ဘုတ်ချက်ချမ်းသာမဲ့နှစ်ဖြစ်ပါတယ်အဲ့မှာကိုကပြောတဲ့စကားတွေကိုလည်းလူတွေထောက်ခံမယ်ကိုကလည်းလူတွေလေးစားချက်ခင်လာမယ်နောက်ဆုံးကိုရဲ့အဲပုံမှန်တရားစားအရင်ရတဲ့ပုံပြီးကြည့်ကောင်းလာမယ် เนาะကြည့်ပြောရှုပြောဖြစ်လာမှာအရင်တော့စုပ်ဒီစုပ်ပြဖြစ်နေတော့ဒီအဲ့ဒီလိုနှစ်ထပြောက်လာရင်တာတာနာနာဖြစ်လာတယ်လေလူမှုကအစဒီမျက်နှာအစဝင်းလာလာမျိုးနဲ့အယောင်ထွက်လာမျိုးတွေတော့ကြုံတွေ့တဲ့တဲ့နှစ်မျိုးเนาะဒီရာဟုတယောက်ကတော်တော်အဲ့မိမကိစ္စတော့ရှောင်းတင်ပါတယ်နောက်တစ်ချက်ကအဲ့နှစ်ထရောက်လာရင်တရင်းနာသားသမီးเนาะမာဘုတ်တေကျွင်းမိမိရဲ့မြမမွေးတက်ကိုခုနကစားလို့တေကျွင်းနေအတွက်ကြတော့ဒီအခုပြောပြတဲ့အသက်ပိုင်းရှားရာဟုတယောက်တင်ပါက အနည်းငယ်ခုနအကောင်းလေးတွေဟာတရားခိုင်တော့ကောင်းဖို့အတွက်ခက်ခဲပါတယ်အညာခိုင်လေးတွေအနည်းငယ်ကျုံတွေ့တတ်တယ်သူများအတွက်တွေတော့ကောင်းမှာတင်းနေတာသားတွေအတွက်အတိုင်းမှာဒီမဟာဘုတ်တကျွင်းနေကြတော့သူဗုဒ္ဓဟူးဟာမရဏဖြစ်တဲ့အတွက်ကြောင့်မလို့ရာဟုတက်ရောက်ကလည်းဗုဒ္ဓဟူးရဲ့တဝက်ဆိုင်နေတယ်အဲ့တော့ကြောင့်မလို့အနည်းငယ်အညာခိုင်ကျုံတွေ့တတ်တယ်နော်တကျွင်းတင်းနေတာတွေနေကအနည်းငယ်ညက်တတ်တယ်အဲ့ဒီထက်ရောက်လာရင်ခုနစိတ်သားဟင်းတွေပါလေရှောင်ရှားတင်တယ်အဲ့တော့ ကိုကငွေမရှိရင်တော့ကိုကိုကိုလုပ်ငန်းလုပ်ဖို့တော့သူများတွေကငွေတွေပေးလာတတ်တဲ့နှမျိုးဖြစ်ပါတယ်။အဲ့လိုနှမျိုးရောက်လာရင်အညာခိုက်တွေကြုံတွေ့နေရရင်ရာဟုတယောက်ရဲ့ရေရောင်လေးတွေကိုပြောပြမှာဖြစ်ပါတယ်။ခလေးတွေကိုမုတ်ဝဲကြွေးတာတော့မုတ်ဘိုးပေးတာတော့ပြုလုပ်တင်တယ်။ခလေးတွေကိုပျော်ပွဲရှင်ဘွဲတွေပြုလုပ်ပေးတင်တယ်။နောက်ဇေဒီတစုစုကိုသွားပြီးတော့ရက်အဖြူအောင်တက်စေလှူဒန်းမှာဖြစ်ပါတယ်။နောက်ရေတက်စေတက်ပေးရမယ်။နော်။နောက်ဖျားရင်ရုပ်ပွားတော့ရင်ပတ်တော်ကို ဖြေပြဆက်မပြချပြီးတော့လူတန်းရမှာဖြစ်ပါတယ်လောကဝိသုဆိုတဲ့ဂုံတော်ကိုအတိတ်တံပရိစေရမယ်ရွှေတိနှစ်လက်ဖျားမှာကြက်ချေခတ်ပြီးလူတန်းရမယ်အော်ကြာပန်းဖြူအောင်လူတန်းရမယ်အဲ့လိုဆိုရင်ခေါက်ရာဟုတက်ရောက်ရဲ့မရဏတက်ရောက်ကြာနေလေအညံ့တွေပျောက်ပြီးတော့ကောင်းလာမယ်အဲ့တော့စီးပွားတွေစပြီးစီးပွားတွေတက်မယ်နှစ်စပြီးကောင်းလာမယ်နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ရှေ့ကိုဆက်သွားတဲ့ခါမှာတရိနာတက်ရောက်ကနေရှေ့ကိုတခွင်ထပ်တိုးတဲ့ခါမှာတောက်ကြတက်ရောက်ဖြစ်ပါတယ်။အဲ့တော့တောက်ကြတက်ရောက်ကလည်း အခါတိုင်းနဲ့မတူအောင်စီးပွားတွေတိုးတက်လာတတ်တယ်စီးပွားတွေတက်လာတတ်တယ်နောက်စီးပွားတက်မဲ့နေ့ကျေးဇူးရှင်တွေကိုမိဘတွေလည်းပြန်ပြီးတော့ကြည်နိုင်မယ်ပြန်ပြီးတော့ထောက်ပံ့နိုင်မယ်နှစ်မျိုးဖြစ်မယ်ကိုယ့်ဘောကျေးဇူးရှိတဲ့လူတွေကိုလူချင်းမိဘတွေလည်းပြန်ထောက်ပံ့တတ်တယ်ထောက်ပံ့ရတဲ့စိန်တွေစက်ပစ္စည်းတွေမြေတွေဝင်လာတတ်တယ်နော်ခရီးဝဲခရီးခရီးနေမျိုးစလုံးပျော်ပျော်ရွှင်ရွှင်နဲ့သွားရတတ်တယ်ခရီးတွေထွက်ကြတတ်တယ်ယာရူးတွေတိုးတတ်တယ်စုံးမလို့ဖြစ်နေတဲ့ပစ္စည်းတွေလည်းပြန်ရတတ်တယ်နော် တော့ပစ္စည်းအစ်တွေဝင်တတ်တယ်ဝယ်စားအစ်တွေဝင်လာတတ်တယ်နော်ကိုမမျောလင်းထားတဲ့အစင်တန်းတစ်ခုထိတောင်ရောက်သွားနိုင်တယ်ဒီတပ်ပိုင်းချာမှာအဲ့မဲ့တစ်ခုထိထားမှာတနေ့သားသမီးနဲ့59ကဘုံမီကြီးကြတယ်နော်တောက်ကြတရအခုပြောတယ်အဲ့တော့59ကြာရောက်နေတဲ့တနေ့သားကတော့အနည်းငယ်ဂရုစိုက်ရမယ်အဲ့ထဲမှာမှဒီတောက်ကြတရကြာရောက်နေတဲ့အကောင်းနဲ့တော်တော်59ကထင်သလောက်မကောင်းပြအောင်နောက်တစ်ချက်ကမဟာဘုတ် မိမိရဲ့မြန်မာမိုးသက်ကိုခုနှစ်နဲ့စားလို့တုံးကျွေးတဲ့သူတွေတွေ့ကြတော့လေကောင်းကျိုးအပြည့်အဝရဖို့အနေငယ်ခက်ခဲပါလိမ့်မယ်အညာခိုက်လေးတွေအနေချင်းကြုံတွေ့ရပါတယ်အဲ့တော့တုံးကျွေးတွေအတွက်မဖို့တုံးကျွေးတွေအတွက်အနေငယ်ညံ့တယ်အဲ့တော့59ကြာရောက်နေတဲ့တမင်နာသားသမီးတွေကလည်းဘုံမီကြီးကြာတဲ့အတွက်အနေငယ်ညံ့တယ်အဲ့လို59ကြာရောက်နေတဲ့ဒီမိနာသားသမီးတော့တောက်ကြတဲ့ဟောအကောင်းဆုံးနဲ့အညံ့ဖြစ်တဲ့အတွက်ကျမ်းပါရင်ညက်တတ်တယ်နော် ရုံးမြင်ကနာအမှုခင်းနေဖြစ်တဲ့ရုပ်တရက်ထိမိခိုင်းမိတယ်ဖြစ်တဲ့49ဆိုရင်တော့နော်အဲ့ဒီအញ្ញန်းခိုက်တွေပြေပြောက်အတွက်ဆက်လက်ရွက်9ရွက်ခင်းရမယ်အဲ့ဆက်လက်ရွက်9ရွက်ခင်းပြီးတော့စိတ်သားကိုတုံးတင်ပြီးတော့လမ်းဘေးရခွေးကိုည9နိုင်မှာကျွေးရမှာဖြစ်ပါတယ်အဲ့ဘယ်နေ့လောက်အောင်လဲဆိုရင်တောက်ကြနေမှာပြုတ်လောက်မှာဖြစ်ပါတယ်အဲ့လိုပြုတ်လောက်မယ်ဆိုရင်ခုနဘုံမကြီးကြားရောက်တဲ့အသက်ပိုင်းချအញ្ញန်းခိုက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့အဲ့လိုတောက်ကြတဲ့အောက်ထဲမှာ ဇရာအနေနဲ့အဲ့ရရွှေအိတ်ကမှာဖြစ်ပါတယ်။အဆင်းရဲနွမ်းပါတဲ့သူတွေကိုခရီးစိတ်ထောက်ပံ့ပေးရမှာပါ။နောက်မြမပြည်အနက်ဖျားဘူးတွေပါတယ်ထွက်တင်ပါတယ်။နောက်အင်္ဂါနေ့တိုင်းစီသမင်းငါးဘွက်ဖျားမှာကတ်လူပါမှာဖြစ်ပါတယ်။ဒါပေမဲ့အုံးသီးမထည့်ရပါဘူး။နောက်ကြတာပရင်းနေ့တိုင်းမုတ်စိမ်းပေါင်းသုံးပကံနော်ဖျားမှာလှူတန်းရမှာဖြစ်ပါတယ်။အဲ့တော့ထပ်မံပြီးတော့တောက်ကြတဲ့ရောက်ပြီးတဲ့အခါမှာ တနင်္ဂနွေတရောက်အကောင်းလေးနှစ်ကိုဇက်တိုက်ပြပြပေးသွားမှာဖြစ်ပါတယ်။တနင်္ဂနွေတရောက်ကတော့ဒါအိမ်ပြင်ရတယ်အိမ်ဆောက်ရတယ်နော်ယာရုတိုးလုပ်ငန်းတိုးတက်တာမျိုးတွေကြုံတွေ့တဲ့လူမျိုးကြပါတာကြားတွေမဆာတဲ့ဒါပဲတခုတိတားမှာကမိုးဆိုးမဧည့်တဲ့ညာရင်ညက်တွေလက်မခံသေးဘူးအမှုဖြစ်တဲ့နော်အဲ့ဒီတနည်းတစ်ယောက်ကတော့တနည်းသားသမီးအနေနဲ့ကဘယ်တပ်ပိုင်းခြားတွေမှာကြားရလဲဆိုရင်အသက်16 24 32 40 48 56 64 80 88 96အဲ့ဒီနှစ်တွေကတနင်္လာတနင်္လာသားသမီးတွေနဲ့ကတနင်္လာတက်ရောက်ဖြစ်ပါတယ်အဲ့နှစ်ထဲကဒီမှာအင်ဂျင်အိမ်ဆောက်ရတဲ့အိုးပိုင်ပိုင်ကြီးရမယ်လို့ပြောတာဖြစ်ပါတယ်အဲ့နှစ်ထဲမှာတနင်္လာသားသမီးတွေနဲ့ငါးကျွင်းတွေအတွက်ကကြတော့အနှဲငယ်ညံ့ခိုက်ရှိတယ်ငါးကျွင်းဆိုမိမိအမမွေးတက်ကလေးကိုခုနှစ်နဲ့စားလိုက်လို့ငါးကျင်းနဲ့တွက်ကြတော့အနေချင်းအိမ်တွင်းရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေပြည်တနာပေါ်တတ်တယ်ပြည်တနာဖြစ်တတ်ပါတယ်။ကျန်တဲ့ အကျွင်းတွေကြတော့ကောင်းတယ်ကျန်တဲ့တိရသားသမီးတွေတို့ကြတော့အဲ့တော့စီးပွားတက်မဲ့နှစ်နော်လုပ်ငန်းတိုးချက်လောက်ကန်ရတဲ့နှစ်နော်အဲ့တော့လုပ်ငန်းမှာယာလူတိုးတာမျိုးတွေကြုံတွေ့တဲ့နှစ်နော်သုံးကျွင်းတွေတော့ကတော့အနည်းငယ်ညံ့နေပြီးတော့တိရသားသမီး40ခွန်ကတော့အနည်းငယ်အညံ့ရှိတယ်အဲ့လိုနဲ့ထဲကြကြရောက်နေရင်အညံ့ခိုက်ဖြစ်ပေါ်နေပြုလို့ရမယ့်ရေရာကဘုံတဘူးနေတိုင်းရှောက်သီးတော့ဖះမှာဆုံးတော့ကဲ့ရမှာဖြစ်ပါတယ်အဲ့တော့မကြခဏအတိတ်ထံပြုပြီးတော့တက်တက်လို့စားရမှာဖြစ်ပါတယ်နော်တနေ့ကုန်တွေ နေ့တိုင်းဇေရီတဆူဆူရဲ့တနင်္ဂနွေထောင်မှာစီမီးတက်စီပူဇော်မှာဖြစ်ပါတယ်နော်ဘဲသားနဲ့အုံးလုံးနဲ့ချက်ပြီးတော့လေးစင်းချိုင်းနဲ့ထည့်ပြီးဖုံးရောင်းကိုဆုံးပို့ရမှာဖြစ်ပါတယ်အဲ့ဒါကိုလည်းဘော်ဒဘူးနေ့မှာပြုလုပ်လို့ရတယ်နော်အဲ့ထပ်မှပြီးတော့တင်းနာသားသမီးနဲ့အကောင်းနှစ်တွေအကောင်းဆုံးနှစ်ပေါ့နော်တင်းနာတက်ရောက်အကြောင်းကိုထပ်မှပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ ငွေတွေဝင်မဲ့နှစ်เนาะခြီးတွေပေါက်တာတို့ဟုတ်လားအလူအတန်းတွေပြုတ်လောက်တတ်တယ်နှစ်ပိုင်းချားတွေကတော့တင်းနာတက်ရောက်ဖြစ်ပါတယ်အဲတင်းနာတက်ရောက်ကတော့အသက်6နှစ်18နှစ်25 33 41 49 59 60 9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 0 ဝင်လာတဲ့အမွေတွေပါရရရှင်အဲ့နှစ်ထဲမှာရမယ်အဲ့နှစ်ထဲမှာယူရင်ငွေတွေအဖတ်တင်တတ်ပါတယ်အဲ့တော့မျက်နှာတွေပါလေပွင့်တတ်တယ်နော်အဲ့ဒီချိန်ကမျိုးမှာယာရုတက်တာမျိုးတွေလားစာတိုးတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့ ठी ဒီပါရထိုးမယ်ဆိုရင်တနေ့လာနေ့17နာရီတိတိမှာရှေ့ကနန်းခွန်နှလုံးပူးတဲ့ ठी နံပါတ်ကိုရှာပြီးထိုးအောင် ठी နော် ठी ထိုးမယ်ဆိုရင်ခွန်ပူးနော်အချိန်ကတနေ့လာနေ့မနက်17နာရီလောက်မှာထိုးအောင်မှာဖြစ်ပါတယ် အဲ့ဒီထဲရောက်နေတဲ့တနည်းသားသမီးတွေ၆တောက်မှပွေပါတယ်လို့မျိုးခရီးတွေမကြာခဏထွက်နေရတဲ့တယ်နော်အဲ့လိုဘိုက်အောင်တာတို့ဝမ်းတွေပါနေပြက်တာလို့ဖြစ်တယ်အဲ့လိုတနည်းသားတက်ရောက်ရောက်လာအဲ့လိုဖြစ်ခဲ့ရင်ကျမ်းမာရေးညခိုက်ကြုံလို့ခင်အုံးရီ၄ခွက်နဲ့လေကားကိုပတ်ပြီးတော့ဆေးရမှာဖြစ်ပါတယ်အုံးရီ၄ခွက်နဲ့လေကားကိုပတ်ပြီးဆေးရမယ်ဆေးရတာကတော့ဘုံလူးနဲ့ညက်နေပိုင်းမှာဆေးရင်ပိုကောင်းပါတယ်အဲ့တော့မျက်စိအားနဲ့ဒါတော့မျက်မှန်တက်တဲ့သူဆိုရင်မျက်မှန်ပါဝါတိုးတာတွေပါတော့ဖြစ်တတ်တယ်မျက်စိနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေညက်တတ်တယ် ဲ့တော့ဒီနေ့မျိုးမှာပြည်မြသားသိမိတာအိုးပိုင်အိမ်ပိုင်တွေကားပိုင်တွေရလာတတ်တယ်နော်အိုးပိုင်ပိုင်တွေရလာတတ်တယ်စီးပွားတွေတက်လာတတ်တယ်အဲ့ဒီနေ့ထဲရောက်လာတယ်အဖိုးမတန်ဘူးဆိုပြီးတော့ဘူးလက်ခွက်ထဲမှာပြစ်ထည့်ထားတယ်ပြစ်တဲ့ပြစ်ထားတယ်ကြောက်တစ်လုံးရှိတတ်တယ်နော်အဲ့ဒီကြောက်ကိုကိုလက်စွပ်ကွင်းဝင်မှာဆိုရင်ငွေလက်စွပ်နဲ့ကွင်းဝင်မှာဆိုရင်ကို့မှာကွင်းဝင်ထားမှာဆိုရင်စီးပွားလက်လာပါတယ်တူတက်တက်တွေပြောစကားဆိုစကားတွေအောင်မြင်တတ်ပါတယ် အဲ့ဒါတော့အလွန်ကောင်းတဲ့အဆောင်ဖြစ်ပါတယ်တဲ့နော်အဲကြောက်ကလေးတစ်လုံးရှိခဲ့အဲ့ဒီတပိုင်းချောင်ရောက်နေလို့ရောက်လဲရောက်နေတယ်ကိုယ့်အိမ်မှာလည်းကြောက်ကလေးတစ်လုံးရှိခဲ့ဆိုရင်လက်စွပ်ကိုဝတ်တယ်ပါတယ်အဲ့တော့အဲ့ဒီနေ့ထဲမှာအញ្ញံအခိုက်တွေပြပြဖို့အတွက်ကိုတရေနာနေမှာဖះတဆူဆိုရဲဒီတင်းနေတာတော့ဂျူတိုင်းဖះဆင်းလို့တော့အမွှေးနဲ့တာနဲ့ရေတက်ပဲပြရမှာဖြစ်ပါတယ်အဲ့တော့ကြာဘူးနှစ်ပွင့်နော်ကြာဘူးနှစ်ပွင့် တစ္စပန်က6ပွင့်ဝင်လာအဲ့ဘုရားမှာကက်လူပူဇော်မှာဖြစ်ပါတယ်နောက်ငကယုံဘုရားမှာဖညက်ဆက်တခဲစက်ကူနဲ့ကတော့စက်ကူကတော့လည်းထဲ့ပြီးတော့ငကယုံဘုရားမှာကက်လူအောင်မှာဖြစ်ပါတယ်အဲ့တော့ဒါတနည်းအားသာသမီးတွေအကောင့်တင်းတကူပြောပြပေးတာဖြစ်ပါတယ်အကောင့်လင်းနေဆိုရင်မယ်နာမည်နှိပ်ပြမိနေတဲ့သူတို့နော်မရဏတက်ရောက်ကြာရောက်နေတဲ့သူတွေကြတော့အများခိုက်ဖြစ်တတ်တယ်။အဲတရိနာတက်ရောက်မှာတရိနာသားသမီးမာဘူး၆ကျွင်းနေကြတော့တရိနာကမရဏဖြစ်တဲ့အတွက်ကောင်းကျိုးပြေဝရဖို့ခဲရင်းပါတယ်။ နော်အများကအနေချင်းကြုံတွေ့တတ်ပါတယ်ဒီတစ်ချက်တော့သတိထားရမယ်နောက်ကျနာမည်ကအဲ့လိုနှိပ်ပြပေါ့နော်အရင်းဖျားကြောင်လေအများကလူတွေဖြစ်တတ်ပါတယ်အဲ့နှစ်ချက်ကလုတ်ကင်းရင်တော့ကောင်းကျိုးချမ်းသာဒုက္ခတရားခိုင်တော့ရရှိမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေတင်းတင်းနာသာသူများအားလုံးကျမ်းမာချမ်းသာကြပါစေအဟောင်းရင်လည်းဟုတ်တယ်မဟုတ်ရင်လည်းမဟုတ်ဘူးနော်ဖြစ်ရင်လည်းဖြစ်တယ်မဖြစ်ရင်လည်းမဖြစ်ဘူးဆိုတဲ့အကြောင်းအရာလေးကျွန်တော်ပြန်ပြီးတော့မှတ်ချက်လေးပြန်ရေးပေးခဲ့ပါ ကျွန်တော်မိတ်ဆွေများလည်းဘေးပြာဝေးခွာကြပါစေ။ကျန်းမာချမ်းသာကြပါစေ။